အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဗမာပြည်ကိုသိမ့်ပိုင်ပြည်ချိန်တွင်ပြည်တိရှာရေးတက်နေမဟာမိတ်ရင်းငုတ်တင်းမောများစွာသည် အရှိတောင်အာရှဒေသရေလန်းကြောင်းကိုလုံးဝချုပ်ကင်ထားပြီးဖြစ်ရာအိန္ဒိယကိုဝင်ရောက်သိမ့်ပိုင်ပြည်ဂျပန်စစ်သည်များနှင့် လက်နက်ခဲယမ်းများကိုစစ်သည်မောများဖြင့်တဲဆောင်ရန်မဖြစ်နိုင်တော့ပြီထို့ကြောင့်ယူရီးယားနိုင်ငံမှကချနာဘူရီမြို့နှင့်မမာပြည်မှတန်ဖြူစီရဲမြို့ကိုဆက်သွဲသောမိယထာလန်ဖောက်ရန်ကြိုးပမ်းကြလေတော့သည်ထိုဒေသတွင်တောတောင်အလွန်ထူထပ်သလိုငှက်ဖျားပေါ်သည်ဂျပန်တို့သည်ယထာလန်ဖောက်ရန်အတွက်ဗမာပြည်မှလယ်သမားများအလုသမားများကိုချွေးတက်ဆွဲခဲ့သည်တန်ဖြူစီရဲနှင့်ယူရီးယားနိုင်ငံဆက်သွဲသောလမ်းဖောက်လို့ရာတွင်ဝမ်ရှော်ပြည်သည်ဆုံးသူ ငှက်ဖြားမိပြီးဒေဆုံးသူအရေးအတွက်လွန်စွာများသောကြောင့်သူယထာလန်းကိုသင်မင်းတမန်မီယထာလန်းဟုခေါ်ဆိုကြသည်။ဗီယန်ရဲ့တပ်ကိုကာနယ်ဆူဇူကီကတာဝန်ခံပြီးစတင်ဖွဲ့စည်းပေးခဲ့သည်။1942ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်ရဲဘော်3ကြိမ်နှင့်ယူရီးယားရောက်နေသောသခင်များနှင့်ပေါင်းပါကစုစုပေါင်းအယောက်200မျှသာဖြစ်သည်။သို့သောပမာပြည်ထဲဝင်ကြသောအခါ1942ခုနှစ်ဒီဇင်ဘာ31ရက်နေ့တွင်အသက်ဝင်ရောက်လာကြသောမျိုးချင်များနှင့်စုပေါင်းလိုက်ပါက စုစုပေါင်းစစ်သည်3,986ဦးရှိသောအခါဂါနယ်စုစကီးသည်တပ်နက်လက်နက်များစွာကုန်အပြည့်အစုံမပေးနိုင်တော့ပြီ1942ခုနှစ်မတ်လ9ရက်နေ့တွင် BIA တပ်ကြီးဝါခင်မရောက်သောအခါဝါခင်မတွင်ဗမာ25ရောင်နှင့်ဖုံကြီးတစ်ပါးဓာလွယ်ကိုစီကင်ပြီး BIA တပ်ထဲဝင်ရန်ရောက်နေကြသည် BIA တပ်တွင်ရိတ်ခါမရှိ လက်နက်မရှိထို့ကြောင့်ဒုတ်ဒဝချွန်းများကင်ဆောင်ကြသည် တပန်းသွားလာရလမ်းတစ်လျှောက်ရှိကရင်များတယုံများကလားများ၏အိမ်မော်တက်ပြီးဇန်စီစားငရုတ်ကြက်သွန်ကြက်ဘဲစိတ်နွားအားလုံးကိုဖမ်းဆီးတက်ပြပြီး BIA တက်ဤရိတ်ခါအတွက်စီစဉ်ကြသည်ရွှေဆွဲကြိုးရွှေနကတ်ရွှေလက်ကောက်များအလှခံကြသည်ငွေများများအလှခံကြသည်မပေးပါကဓာအဖြစ်ခုတ်တက်ခဲ့ကြသည် BIA တက်ကြီးသည်ဓမြတက်မတော်ကြီးနှင့်တူနေတော်သည်မလာ6ရက်နေတွင် BIA တက်မတော်ကြီးဝါခင်မသူရောက်လေသည် BIA တက်ကြီးရောက်လာသည်နှင့်မြို့တွင်းမှ ဒလွယ်ကိုစီကင်ပြီးစောင့်နေကြသော BIA တပ်သားအသင်းများသည် BIA တပ်တွင်စည်ရင်မသွင်းမီမျိုးတဲဝင်ပြီးကျဲညင်နိုင်ကျန်းရဲညင်နိုင်ရဲညာလီတော့သည်နှစ်ပေါင်းများစွာကလပြူကျွန်းဖြစ်ခဲ့ရတဲ့ငါတို့ဗမာတွေအခုတော့တခင်ဖြစ်ပြီဟုဆိုပြီးအစိုးရယုံများဝင်ပြီးရမ်းကြသည်ရဲစခန်းများကိုလည်းဝိုင်းထားပြီးဝင်စည်းကြရာအလွန်လင်သောဂျီတီရှာ ပလေးတို့ကဘယ်အချိန်ကတည်းကထွက်ပြေးသွားမှမသိရပေလက်နက်များလည်းမရခဲ့ပေတနက်များရခဲ့ပါကတွေ့ရမြင်ရရှောက်ပြစ်ကြမည်ဖြစ်သည် ်အစိုးရငွေတိုင်းများကိုလူရကြသည်သို့သောရူဘီးငွေများမရှိတော့ပေထိုအခါတရုတ်တထေကလားတထေများထံမှရူဘီးငွေများကိုဓမြတိုက်လူယူကြသည် BIA တပ်သားများသည်စက်ခုဖြင့်ဓာတ်လမ်းများဖန်တီးပြီး BIA ဌာနချုပ်ရှေ့တွင်တန်းစီပြီးထောင်ထားကြသည် ထိုချိန်တွင်ပြည်တိရှာတပ်မှစစ်ပြန်အမှုဒဏ်ဟောင်းများထံမှတနတ်များရှိနေသောကြောင့် BIA တပ်သားများကလူယူလာကြသည်တနတ်များရလာတော့လေကြီးစံကမရှိပေဘူး တမျိုးလုံးကိုကျန်းညာရန်ညာပြီးသောအခါကရင်ကွာတာကိုရောက်လာပြီးလက်နက်များရှာကြသည် BIA တက်ရောက်လာပါကပြဿနာရှာမိကိုကြိုတင်သိထားသောဗြိတိရှားအာဏာပိုင်တို့ကစုခွာချင်းတွင်ကရင်စစ်သားများစစ်ပလိများရဲများကိုတခါတည်းခေါ်သွားခဲ့သည်လက်နက်ရှာမတွေ့သောအခါ BIA တပ်သားများသည် အမျက်ဒေါသထွက်ပြီးကရင်နှုတ်ကိုလူများရှည်တွင်လန်စွပြင်ထိုးသတ်ခဲ့သည်အကြောင်းပြချက်မှာကရင်တပ်ဦးသည်ပဒိမှုကျူးလွန်ခဲ့သည်ဟုတိုင်ညာသူရှိသောကြောင့်တတ်ရခြင်းဖြစ်ပြီး ကျန်သောကရင်သည်ခိုးမှုကျူးလွန်သည်ဟုတိုင်တန်းသူရှိသောကြောင့်တပ်ပြရခြင်းဖြစ်သည်ဟုမရေမရအကြောင်းပြကြသည်။ဘာပွန်အကျဉ်တောင်မှကရင်လူမျိုးအကျဉ်သားများကိုတပ်ဖြတ်ရာတွင်လဲ BIA တပ်ကတာဝန်ယူပြီးရက်ဆက်စွာတပ်ဖြတ်ခဲ့ကြသည်။ BIA တပ်ဖွဲ့သည်ကြေညာချက်ထုတ်ခဲ့သည်။ဂျပန်မာစတာများသည်မိမိတို့အားကရင်ခရစ်ယာန်များကိုတပ်ဖြတ်ရန်အတွက်လူသက်လိုင်စင်ပေးထားသည်ဟုကြေညာခဲ့သည်။ကရင်များကိုတပ်ဖြတ်ရာတွင် BIA တပ်၌ ုံတော်ကြီးများလည်းပါဝင်သည်ဟုကရင်တို့ကဆိုကြသည်ထို့ကြောင့်1942ခုနှစ်မေလကုန်ပိုင်းတွင်ကရင်လူမှုသည်မခံမရပ်နိုင်ဖြစ်ပြီးတန်လွင်မြစ်ကမ်းတစ်လျှောက်မြို့ရွာများတွင်ကရင်ဗမာလူမျိုးရေးအထူးကယုံအကြီးအကျယ်ဖြစ်ပွားခဲ့သည်။ရောင်းများမျိုးတွင်ရိုမန်ကက်သလစ်သာသနာပြုကွန်မောင်းအတွင် BIA တက်သည်ကရင်ခရစ်ယာန်152ဦးကိုတပ်ဖြတ်ရာ အမျိုးသားအမျိုးသမီးများနှင့်ကလေးများလည်းပါဝင်သည်။ကရင်ဖာသား လစီယန်သည်ဖြားနာနေသောကြောင့်ဝင်းနေအိမ်ရာတွင်အိတ်နေစဉ်မမာတို့ကမီးရှို့ရာအရင်တို့ဤဖျားရှိခိုးကြောင်းလဲမီးလောင်သွားခဲ့သည် ထိုချိန်ကကရင်ဖျားကြောင်းများဘာသာရေးဆရာများအမျိုးသမီးအမျိုးသားကလေးများစွာတပ်ဖြတ်ခံခဲ့ရသည်ဘူကျောင်းအောင်ဆန်းကိုတိုင်းကရင်ဗမာထိကယုံဖြစ်သောကြေးဝံများကိုရောက်လာပြီးနစ်နာနေသောကရင်လူလူကိုတောင်းပန်သည်ဗမာလူလူကိုလည်းအတိတ်ပဲမဲ့သွေးဆူပြီးမင်းမဲ့စီရိုက်စန္နာရီထတ်လုပ်ပါက ဂျပန်စစ်တပ်ပြင်ပြင်းနန်းစွာရွှေမုံသွားမည်ဟုသတိပေးပြီးမြို့ဝကျုံးမော်ဒေသမှ BIA တပ်ကိုရုတ်သိမ်းပြီးဂျပန်စစ်တပ်ပြင်အစားထိုးတာဝန်ပေးအပ်ခဲ့သည်ဗမာလူမျိုးများ၏စိတ်ဓာတ်ကအလွန်ထိမ့်သိမ့်ရခဲ့သည်ဒေါ်မီလောင်ဒေါ်ကြောင့်လက်ခမောင်းခတ်သောစိတ်ဓာတ်ဖြစ်သည်ခက်ပြက်ကာလတွင် ကိုယ်မျိုးသားအချင်းချင်းငဲ့ညာရန်သနာကျင်နာရန်စိတ်ထားမရှိကြပေကိုရွေကျုံသူပြောကြကြအရဂျပန်ခက်တွင်အန်ဖြူစီရဲ့နယ်ဘက်မှာထင်းလိုသောအခါ ိုင်ရှင်မဲ့အလေးကြပေါက်နေသောမြေရိုင်းများမှတစ်ပင်များကိုခုတ်လေရှိကြသည်တနည်းစင်းရဲသားများထင်းကုန်နေကြစဉ်မြေပိုင်ရှင်မျိုးသမီးကြီးကဒီမြေကွက်ဟာမြေလွတ်မြေရိုင်းမဟုတ်ဘူးငါပိုင်တဲ့မြေထွက်သွားကြဟုမောင်းထုတ်ခဲ့သည်အနီးမှဖြတ်သွားသောဂျပန်ကကြားသွားသည်မမစင်းရဲသားများကခုတ်ထားသောထင်းများချထားပြီးထွက်သွားကြသည်ဂျပန်စစ်သားသည်မမစင်းရဲသားများကိုလက်ပြပြီးရက်နေခိုင်းသည်ထို့နောက်တကြေထုတ်ပြီးခူရခူရအော်ပြီး ူနေရမှတစ်ပင်တော်တော်များများကိုထားပြင် ခုတ်ပိုင်းလိုက်သည် မောတော်မှရက်သွားသည် သူခုတ်ထားသောတစ်ပင်တစ်ကိုင်းများကိုပါပေးလိုက်သည် BIA တပ်သားတွေရန်ကားခဲ့ကြသည်ကိုဒေါက်တာမောင်မောင်ကဤသို့ရေးခဲ့သည် BIA အရာရှိတစ်ယောက်နဲ့ရန်ကြတပ်သားတရာကျော်ပါသောအုပ်စုတစုရန်ပြည်ဘက်တပ်သွားကြသည် တွေ့သည်မြမျိုးရွာတိုင်းဝင်းပြီးတပြတိုက်ဒုရကြသည် BIA တပ်ဤရိတ်ခါအတွက်ဟုဆိုကြသည်ရန်ညင်တိုင်းကျန်ရန်ညင်တိုင်းရန်မြည်လျင် ဗီယန်ရီတက်မတော်ကြီးရိတ်ခါတွဲဟုအကြောင်းပြသည်ဒီဘောမျိုးရောက်သောအခါဟော်နန်းထဲဝင်ပြီးအဖိုးတန်ပစ္စည်းများတောင်းကြသည်တန်မိုးရှိသောအရာဟုသမျှလူယူခဲ့ကြသည်ဒါရှိုးတွင်နွားများစွာတွေ့ရသောကြောင့်ပြစ်တက်ပြီးအမဲဖြက်ကဗီယန်ရီတက်ဤရိတ်ခါအတွက်ယူသွားကြသည်ဟုရေးသားထားသည်ဗီယန်ရီတက်သည်ဂျပန်တက်မကြီးနှင့်အတူမြစ်ကြီးနားသို့ရောက်သောအခါမြစ်ကြီးနားမြို့နှင့်အနီးအနားကြီးရွာများသို့ဗီယန်ရီတက်သားများဝင်ရောက်ပြီးလက်နက်များရှာဖွေကြရင် အဖိုးတန်ပစ္စည်းတွေ့သမျှလူယူကြသည်အမျိုးသမီးများကိုမရင်းကျင်ညာသည် ခုခံတားဆီးကြသူများကိုတပ်ပစ်ခဲ့ကြသည်အချင်းနှင့်ရှမ်းကောင်းဆောင်များသည်ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့သောအခါ BIA တပ်များဝင်းကားစတွင်လူမဆန်စွာရဲ့ရဲ့ဆက်ဆက်ဒိုင်းရိုင်းဆိုင်ဆိုင်ပြုတ်မှုခဲ့ကြသည်များကိုတိုင်ကြသည်ထို့ကြောင့်ဗိုလ်ချုပ်အောင်ဆန်းသည်ဖက်စစ်ဂျပန်တို့၏ဇယိုင်အရိုင်းဆိုင်ပုံစံပြုတ်ကျင်သောစစ်သားများကိုလွန်စွာမုန်းတီးခဲ့သည်နမဲဆိုးစရိုက်ဆိုးရှိသော BIA တပ်ကို1942ခုနှစ်ဇူလိုင်လတွင်ဖျက်သိမ်းပြီးနောက မမကာကွယ်ရေးတပ်ကိုစနစ်တကျဖွဲ့စည်းပြီးအကျင့်စရိုက်ဆိုရှိသည့်သူများကိုဖယ်ထုတ်လိုက်သည်ဗီဒီယိုတက်ဤကွန်မန်ဒါသည်ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်ယူနီဖောင်းသည်ဂျပန်စစ်တပ်ဤယူနီဖောင်းပုံစံအတိုင်းဖြစ်သည်ဂျပန်စစ်တပ်ကဲ့သို့စနစ်တကျစည်ရေးလေ့ကျင့်ရသည်စစ်မိန်ပေးသောအခါဂျပန်ဘာသာဖြင့်စစ်မိန်ပေးရသည် BIA တက်ကိုဖွဲ့စည်းပေးခဲ့သောကာနယ်ဆူဇကီးကို နိုင်ငံတကာမှ Lauren of Burma ဟုခေါ်ကြသည် DE Lauren သည် အာရက်များကိုခိုင်းစားရန်ပြည်တင်ကတာဝန်ပေးခဲ့တော်လဲအာရက်များကိုခင်တွင်မိသောတန်ရောစဉ်ကြောင့်အာရက်များ၏လွတ်မြောက်ရေးအတွက်ကြိုးပမ်းပေးခဲ့သည်အာရေဗျာလော်ရင်နှင့်ခိုင်းနိုင်ကြခြင်းဖြစ်သည်ဂါနယ်ဆူဇကီသည်ဗမာတို့ကိုတန်ရောစဉ်ကြီးလွန်းသောကြောင့်သူကိုဂျပန်ပြည်ပြန်ခေါ်ခဲ့သည်ဂါနယ်ဆူဇကီသည်ဗမာတို့ကိုလွတ်လပ်စေလိုသော စေတနာဖြင့်တနင်္သာရီဒေသကိုသိမ်းပိုက်ပြီးသောအခါဗမာပြည်ကိုလွတ်လပ်ရေးပေးမည်ဟုကတိပေးခဲ့သည်သို့သောဗမာပြည်စစ်စင်ရေးကိုတိုးကျမြို့ရှိ စစ်ဌာနချုပ်ကတိုက်ရိုက်ကင်တွဲထားခြင်းဖြစ်ရာဗမာပြည်ကိုလွတ်လပ်ရေးပေးဖို့ထိကာနယ်စုစည်းကြီးတွင်လုတ်ပိုင်ခွင့်မရှိပေ။အသက်ငယ်ပြီးအတွေ့အကြုံနှုတ်နယ်သောဗိုလ်ချုပ်အောင်ဆန်းသည်ကာနယ်စုစည်းကြီးကိုဂတိမတည်သူဟုစွပ်စွဲရာကာနယ်စုစည်းကြီးသည် ပြန်လည်ခြေပပြောဆိုခြင်းမပြုခဲ့ပေ။နောက်တော်တိလာလိမ့်မည်ဟုဆိုကားခွင့်လွှတ်ထားခဲ့သည်။သို့သောရန်ကုန်ကိုသိမ်းပြီးနောက်ကာနယ်စုစည်းကြီးသည်တခင်ထွန်းအုပ်ကိုဥဆောင်စေပြီးဗဟုအစိုးရဖွဲ့ဖွဲ့စည်းပေးခဲ့သည်။ဗဟုအစိုးရကိုဂျပန်အစိုးရကအသိအမှတ်မပြုပေ။ 1943ခုနှစ်ဩဂုတ်လ1ရက်နေ့တွင်ဒိုဂျိုအစိုးရကဗမာအစိုးရကိုရွှေရည်စိမ်လွတ်လည်ရေးပေးခဲ့သည်ဗီဒီအေတပ်ကိုဗမာအမျိုးသားတပ်မတော်ဟုအမည်ပြောင်းလဲခဲ့သည်ဗမာအစိုးရအဖွဲ့၏ခေါင်းဆောင်အဓိပတိအဖြစ်ဒေါက်တာဘမောကိုတာဝန်ပေးခဲ့သည်အဓိပတိဆိုသီမာဝင်းကြီးချုပ်ရာသူဖြစ်သည်ဗိုလ်ချုပ်အောင်ဆန်းသည်စစ်ဝင်ကြီးဖြစ်လာသည်အခြားသောဝင်းကြီးအဖွဲ့များမှာသခင်တန်းထွန်းသခင်လှဘေးသခင်နုတို့ဖြစ်ကြသည်ဂျီတီရှာတပ်များအိန္ဒိယသို့ဆုတ်ခွာသွားသောအခါ ်တစ္ဆာရှိသော တောင်နန်းသားဘာမာအာမီတို့မဟုတ်ဘာမာရိုင်ဖယ်တပ်သားများကိုလစာသုံးလစာထုတ်ပေးပြီးလက်နက်ခဲယမ်းများပေးခဲ့ပြီးဂျီတီရှာတပ်ပြန်ဝင်လာမည့်အချိန်ကိုစောင့်ညာရန်မှာကြားခဲ့သည်ဂျီတီရှာအရာရှိကရင်လူမျိုးစီဂရင်သည်နောက်လိုက်များနှင့်တောကူ၍ဂျပန်ကိုခုခံနေခဲ့သည်ချင်းပြည်နယ်တီးတိမ်တွင်ဂျီတီရှာအရာရှိကဥဆောင်ပြီးတစ္ဆာခံချင်းတပ်သည်မဟာမိတ်တပ်များပြန်ဝင်လာသောအချိန်ကာလအထိဖက်စစ်ဂျပန်တို့ကိုတိုက်ထုတ်နေခဲ့သည် ဗမတောင်နန်းသားတက်ခုနှစ်တက်နှင့်ဂေါ်ရခါတက်အိန္ဒိယတက်တို့သည်မဏိပူရတွင် စုစည်းမိသောအခါဂျီတီရှာအာနာပိုင်းတို့ကတာဝန်အသက်ပေးခဲ့သည်ဂျပန်တို့ကိုတိုက်ပြီးပြည့်စနစ်ဖြင့်တိုက်ခိုက်ပြီးဒုက္ခပေးရန်မြောက်ပိုင်းကချင်းလေဗီတက်ကိုဥဆောင်ရန်တိုက်ပွဲအတွေ့အကြုံကောင်းစွာရှိသောကချင်းစစ်သားနော်ဆိုင်နေအန်ချော့တောင်တို့ကိုဂျီတီရှာအာနာပိုင်းတို့ကတာဝန်ပေးခဲ့သည်ကချင်းအရာရှိငယ်နော်ဆိုင်သည် နောင်တွင်ဘာမအာမီမကချင်တရင်ကိုဥဆောင်သူဖြစ်လာပြီးကရင်သဘုံတော်လန်ရေးကာလအတွင်းမိထီလာမျိုးကိုသိမ်းပြီးရရှိသောလေရင်ဖြင့်မေမျိုးကိုဝင်သိမ်းခဲ့သူဖြစ်သည်1949-50ဗမာပြည်တွင်စစ်ကာလတွင်စစ်တိုက်အတော်ဆုံးတတ်မှုဖြစ်ခဲ့သည်ကချင်စစ်သားချန်ဂျီထန်နာသည်ကချင်ရိညာတပ်ဖွဲ့ကိုဥဆောင်ခဲ့သည်၎င်းတို့အမေရိကန်ရရှိများကအုပ်ချုပ်ထားသည်ရှမ်းလုံသည် အထူးတပ်ဖွဲ့ဝင်ပြီးဂျပန်ကိုတိုက်ခဲ့သည် Force 136ယူနစ်ကိုတောင်နန်းသားများနဲ့တွဲပြီးစစ်ဆင်စေသောအခါကရင်တို့ကအကူအညီများစွာပေးနိုင်သောကြောင့်ပို့136ထဲဝင်းဝင်းပြုခဲ့ရာကျော်သူဘချီအန်ဘွေးနှင့်တော်ရီတို့ပါဝင်ခဲ့ကြသည်နောက်ပိုင်းတွင်သူတို့ကိုမြောက်ပိုင်းကချင်လဲဗီတပ်ကိုအကူအညီပေးရန်ဆင်လွတ်လိုက်သည်ထိုအချိန်ကဗြိတိရှားတပ်မှအပြည့်အဝမရှိသေးပဲအများဆုံးရှိပါကအရာရှိတဦးမြသာရှိသော အချိန်ကာလတွင်ဂျပန်တပ်များကိုတိုက်ခိုက်ကြသောအခါဒေါ်ဂျွမ်မှု တော်တောင်နေမြေနေထားကျွမ်းကျင်မှုကိုအခွင့်ကောင်းယူပြီးပြပြေးပုံစံတိုက်ခိုက်ခဲ့ကြသည်။ဒိုချိန်ကာလတွင်မြောက်ပိုင်းကချင်လေဗီတပ်ကို Force 136မှကရင်များလာရောက်ကူညီသောကြောင့်ကချင်တပ်နှင့်ကရင်တပ်တို့သည်အချင်းချင်းလွန်စွာခင်မင်ခဲ့ကြသည်။ထို့ကြောင့်1949ခုနှစ်ကရင်တပုံတော်လှန်ရေးစတင်သောအခါဂါကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းသည်တောင်ငူမြို့ကိုသိမ်းပိုက်ထားသောကရင်တပ်မှဗိုလ်ချုပ်မင်းမောင်ဤတပ်ကိုကချင်ဘွန်နော်ဆိုင်အားတိုက်ခိုက်စေသောအခါ နော်ဆိုင်သည်ကရင်တပ်ကိုမတိုက်ဘဲကရင်တပ်နှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဂျပန်တပ်များသည်မြစ်ကြီးနားမြို့ကိုကျော်ပြီးကချင်နယ်ထဲသို့မဝင်နိုင်ခြင်းမှာနော်ဆိုင်၏ကချင်တပ်များသည်လမ်းများတံတားများအားလုံးကိုပောက်ခွဲပျက်စီးထားသောကြောင့်ဖြစ်သည်ကရင်တောင်နှင်းများတွင်ဂျပန်တို့ကိုဝင်ငါစကြဲကတိုက်ထုတ်နေသော စီဂရင်း၏ကရင်လဲဗီတပ်ကိုအကူအညီပေးရန် Force 136မှာကရင်တပ်သားကမ်ချုံနှင့်ဗဂျော်တို့ကိုလေထီးဖြင့်ချထားပေးခဲ့သည် ီတီချာတက်များတာဝေးထိုးပေါက်စစ်စင်မှုပြုလုပ်ကြသောအခါခရင်စစ်သားများကလမ်းပြလုပ်ချခြင်းစကပြန်လုပ်ပေးခြင်းများဖြင့်အကူအညီပေးခဲ့ကြသည်မြောက်ပိုင်းကချင်လဲဗီတပ်ကိုအုပ်ချုပ်ရသောတမူးဂေါ်ရန်ကသူ၏အတွေ့အကြုံကိုရှင်းပြခဲ့သည်1942တုန်းကဂျပန်တွေကတိတ်ပြင်းအင်အားကြီးတယ်ကျွန်တော်တို့ဂျီတီချာအရာရှိတွေကစေကနန်းလောက်ပဲရှိတယ်အဲ့ဒီရှိတဲ့အင်အားနဲ့ဂျပန်တွေကိုထိန်းထားနိုင်တာဒေသခံကချင်လဲဗီတပ်သားတွေတိတ်တော်ကြလို့ဖြစ်တယ် ကချင်းပြည်သူလူထုကလည်းတတ်နိုင်သမျှကူညီကြပါတယ်။ဗိုလ်ချုပ်ဝင်းကေရဲ့ချင်းသည့်တပ်တွေအောင်မြင်မှုရခဲ့တာကလည်းဒေသခံကရင်နဲ့ကချင်းတွေကူညီခဲ့လို့ပါပဲဟုရှင်းပြခဲ့သည်။ဗိုလ်မူကြီးစတီဝဲလ်က ထင်မှတ်နေသည်။သူအိန္ဒိယတွင်စနစ်တကျတင်ပေးခဲ့သောတရုတ်အထူးတပ်ကတော်လွန်သောကြောင့်ယကြီးနာမျိုးမှဂျပန်များကို မောင်းထုတ်နိုင်ခဲ့သည်ဟုထင်ခဲ့သည်။အမှန်တော့ဗြိတိရှားအရာရှိများကတင်ပေးခဲ့သောကချင်းလေဗီတပ်မာရီမရော့ဓာတ်တပ်မှ အမေရိကန်တပ်မှူးများကတင်ပေးခဲ့သောဒေသခံကချင်းစစ်သားများ၏တိုက်ခိုက်မှုများသည့် Steel E တရုတ်အထူးတပ်၏တိုက်ခိုက်မှုများနှင့်ဒန်းတို့ရေးပါသည် ဟုဗြိတိရှားနှင့်အမေရိကန်သင်တန်းမှူးများကဆိုကြသည်အခြေတောင်အရှစစ်သင်္ဘောပတိမောင်ဘတ်တန်၏ဌာနချုပ်ကမမပြည်ကိုအကြီးအကျယ်ထိုးစစ်ဆင်ငိမ်တွင်တရုတ်ပြည်မှဂျပန်တပ်များဆင်းမြေကူညီပေးမှုမရှိစေရန်တရုတ်တပ်နှင့်မဟာမိတ်တပ်များဟန်ချက်ညီညီ တိုက်စစ်စင်နိုင်စီရန်ဗမာပြည်လမ်းမကြီးလီဒိုလမ်းမကြီးဖောက်လို့ရန်တိုက်တွန်းခဲ့သည် လီဒိုလမ်းမကြီးတိဆောက်ရာတွင် အလွန်မြင့်မားသော တောင်နှင်းကြီးများပေါ်တွင်ချက်ပြီးဖောက်ရသောကြောင့်အမေရိကန်အင်ဂျင်နီယာနှင့် ရန်နီယာတပ်ကပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ထိုဒေသကိုတာဝန်ယူထားသော အမတ်၁၈ဂျပန်တပ်သည်လွန်စွာအင်အားကောင်းသောကြောင့်တရုတ်ပြည်ဘက်မှတပ်များမတိုက်ဝန်းကြပေဂျပန်တပ်သည်လီဒိုလမ်းမကြီးဖောက်လို့နေသည်ကိုသိတော်လဲဇီရိုလင်းရင်များစွာလုံလောက်မှုမရှိသောကြောင့် နောက်ဆက်ဖြတ်စည်းနိုင်စွာမရှိကြပြီ။1943ခုနှစ်အော်တိုဘားလတွင်တရုတ်တပ်ရင်းနှစ်ခုနှင့်တင်ကားတပ်ရင်းတစ်ခုကိုဗိုလ်ချုပ်ကြီးစတီဝဲကိုတိုင်ဦးဆောင်ပြီးဂျီဒီရှာသင်တန်းမှုများဖြင့်စနစ်တကျသင်မေးခဲ့ပြီးဖြစ်သောကြောင့်ဗီဒိုလမ်းမကြီးဖောက်လို့ရာတွင် လုံခြုံရေးတာဝန်ယူခဲ့ကြသည့်လမ်းဖောက်နေသောအဖွဲ့များနှင့်လမ်းဖောက်လုပ်မှုကိုအကာအကွယ်ပေးနေကြသောအဖွဲ့များအတွက်ရိတ်ခါနှင့်လိုအပ်သောပစ္စည်းထောက်ပံ့မှုတာဝန်ကိုအမှတ်30အမေရိကန်လေးတပ်၏အမှတ်၄ အဲကွန်ဘင်တို့တပ်ကတာဝန်ယူခဲ့သည် တင်ဘွိုင်းယန်ကိုဂျပန်တို့လက်မှတိုက်ခိုက်သိမ်းယူရေးတာဝန်ကို အမှတ်3တရုတ်တပ်နှင့်မာရင်းမရော်ဓာတ်တပ်တို့ကတာဝန်ယူပြီး1943ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်သိမ်းယူနိုင်ခဲ့သည်ထို့မှတဆင့်တက်ပြီးတောင်ဘက်ရှိကချင်ဒေသများဖြစ်ကြသော main wine ဝမ်လပန်ရှန်ဒူဇတ်နှင့်ကာမိုင်းဒေသများကိုတိုက်ခိုက်သိမ်းယူရသည့်တာဝန်ကိုတရုတ်အမေရိကန်ပူးပေါင်းတပ်ကချင်ရင်းညာတပ်နှင့်ဒေသခံကချင်လူလူပူးပေါင်းပြီး ဂျပန်တို့ကိုအဖက်ဖက်မှဝိုင်းမြည်ပြင်းပြင်းထန်ထန်တိုက်ထုတ်ခဲ့ကြသည်ထိုချိန်တွင်ဝင်းကင်ဤချင်းသစ်တပ်သည်လေးရင်ဖြင့်ဗမော်မြေကြီးနားလမ်းပေါ်သို့ဆင်းသက်ခဲ့သည်ထို့ကြောင့်ဝင်းကင်ဤတာဝေးထိုးပေါက်တပ်သုံးတပ်သည်ဂျပန်တို့ကိုအနောက်ဘက်မှပိတ်လိုက်သော အနေအထားဖြစ်နေရမြေကြီးနားရှိဂျပန်တို့၏အနေအထားသည်အလွန်ခက်ခဲသောအနေအထား၌ရှိနေတော်သည်အမတ်၁၈ဂျပန်တပ်သည်လက်နက်ဖက်ညှပ်ထားသောအနေအထားရောက်နေသော ထိုတရင်ကိုအင်းတော်မှထောက်ပံ့နေကြသည် အမှတ်၈ဂျပန်တပ်မကြီးအနေထားမှာမြောက်ဖက်နှင့်အချိဘတ်တွင်ဗိုလ်ချုပ်ကြီးစတီဝါ၏အယုတ်ထူးတံများမြောက်ဖက်တွင်ကချင်လဲပီတံများကချင်ရိညာတံများအနောက်ဖက်တွင်အမေရိကန်မာရင်မရော့ဒါတံများဝိုင်းထားပြီးတောင်ဘက်တွင်ဝင်းဂိတ်၏တံများပိတ်ထားသောကြောင့်ထွက်ပေါက်မရှိဖြစ်နေသည်အင်းတော်မှရိတ်ခါထောက်ပံ့နေသောလမ်းကြောင်းပွင့်နေသောကြောင့်တော်သေးပေသည်1944ခုနှစ်မေလ18ရက်နေ့တွင်အမှတ်၈ဂျပန်တပ်မတော်မှအပြင်းထန်ခုခံနေသည့်ဂျာမန် ရည်ကြီးနာလီရင်ဝင်းကိုကချင်လဲပြီးတက်များနဲ့ကချင်ရိညာတက်များကသိမ့်ပိုက်ယူခဲ့ကြသည် အမှတ်၈ဂျပန်တပ်သည်မြစ်ကြီးနားမြို့မကျစေရန်အတွက်ဂျကုတ်ကြက်ခဲခုခံကာကွယ်ထားတော်လဲ1944ခုနှစ်ဩဂုတ်လ3ရက်နေ့တွင်စတီဝဲလ်၏အထူးတရုတ်တပ်အမေရိကန်မဟာရင်မရောဓာတ်တပ်ဝင်းဂေ၏တာဝေးထိုးဖောက်တပ်များနှင့်ကချင်တိုင်းရင်းသားများစုပေါင်း၍မြစ်ကြီးနားမြို့ကိုသိမ့်ပိုက်ခဲ့ကြသည်ဘီရင်တပ်များသည်အကြအဆုံးများစွာဖြင့်တောင်ဘက်သို့ဆုတ်ခဲ့ကြသည် ယကြီးနာမျိုးကိုသိမ့်ပိုက်ပြီးသောအခါမြောက်ပိုင်းကချင်းလဲပြီးတနှင့်ဂေါ်ရခတည်ရင်တခုခုတို့ပူပေါင်းပြီးယကြီးနာပူရာအိုလမ်းမှတစ်လျှောက်ရှိဂျပန်တို့ကိုရိတ်ခါထောက်ပံ့သောစခန်းများကိုတခုပြီးတခုသိမ့်ခဲ့ကြသည်မဟာမိတ်တပ်သည်အင်အားအလုံးရင်းဖြင့်ထိုးဖောက်ဝင်းရောက်တိုက်ခိုက်စစ်ဆင်မှုမစတင်မီဝင်းဂေဤတာဝဲထိုးဖောက်တံမရင်မရော့တာအမေရိကန်တပ်ဗိုလ်ချုပ်ကြီးစတီဝါ၏အထူးတရုတ်တပ်များမြောက်ပိုင်းကချင်းလဲပြီးတပ်ကချင်းရင်းညာတပ်တို့၏အောင်မွေးသည် မဟာမိတ်တပ်များအင်အားအလုံးရင်းဖြင့်ထိုးပေါက်ချီတက်တိုက်ခိုက်မှုကို အထောက်အကူဖြစ်စေခဲ့သည်ဂျပန်တို့သည်မကြာမီဗမာပြည်စစ်ပွဲအရင်းနှိမ်ရတော့မည်ဟုပြတ်သားစွာသိလိုက်ကြရပြီဖြစ်သည်ဂျပန်တို့တွင်လင်းရင်းများမရှိတော့ပေရန်နရာတပ်များလည်းမရှိတော့ပေတောင်မော်ပြည့်အမြောက်ကြီးများတာဝေးပြည့်အမြောက်ကြီးများကိုသာအာကွန်အားထားပြုပြီးခုခံရတော့မည်ဖြစ်သည်ဗမာပြည်ကိုအလုံးရင်းဖြင့်ထိုးစစ်ဆင်မီသိမ့်ပိုင်ရာတွင် ခေါင်းဆောင်ဖြစ်တာဝန်ယူခဲ့သော Williams Lane ကနာဂတို့၏သစ္စာရှိပုံကိုအောက်ပါအတိုင်းရှင်းပြခဲ့သည်။နာဂလူမျိုးတွေဟာဗြိတိရှားတွေဗမာပြည်ကိုသိမ်းပိုက်ပြေးကာစအချိန်မှာလူရိုင်းများသာဖြစ်ကြတယ်။ဗြိတိရှားတို့သည်သာသနာပြုသောအခါအနည်းငယ်ရင်ပါလာသည်မှပါ။ဘရင်များကဲ့သို့အစဉ်တန်းမြင့်လာသောလူမျိုးတစ်မျိုးအစဉ်ထိမရောက်ပေ။ဂျပန်တို့ရောက်လာပြီးနာဂများထံအကူအညီတောင်းကြသောအခါအလွန်ယိုးသားပြီးအလွန်ရိုင်းဆိုင်သောနာဂများသည်ဗြိတိရှားအစိုးရကို သစ္စာမဖောက်နိုင်ဟုဆိုကြသည်ထို့အခါဂျပန်တို့ကပိုး၍ရိုင်းဆိုင်ပြခဲ့သည်နာဂရွာများကိုမီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်နာဂများသည်ဂျပန်များကိုလွန်စွာမုန်းတီးကြသည် ထို့ကြောင့်ဗြိတိရှားစစ်တပ်ကိုလမ်းပြပေးရန်တာဝန်ယူခဲ့ကြသည်ရန်သူကင်းလက်တပ်များကိုဝင်းရောက်တိုက်ခိုက်ပြီးဗြိတိရှားတပ်များရှီတက်နိုင်စေရန်အကူအညီပေးခဲ့ကြသည်ဂျီဒီရှာတပ်ရိတ်ခါများအတွက်တေပို့ပေးသောတာဝန်များထမ်းဆောင်ကြသည်။ရန်သူသတင်းများထောက်လန်းပေးကြသည် ိုက်ပွဲပြင်းထန်ချိန်တွင်ဒဏ်ရာရသောစစ်သားများကိုစစ်မြေပြင်မှရဲဝံစွာတဲထုတ်ပေးကြသည်သူတို့ကို စားနှင့်ရိတ်ခါပေးပါက ယူကြသည်ငွေနှင့်ဖိုးတံပစ္စည်းများပေးပါကညှင်းဆန်ကြသည်မယူကြပေနာဂတွေကကျွန်တော်တို့အမှတ်၁၄တက်မတော်မှာစစ်သားတွေကိုလေးစားကြသလိုကျွန်တော်တပ်သားတွေကလည်းနာဂတွေကိုလေးစားဆက်ဆံကြတယ်နာဂတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံနေပါကရန်သူဖြစ်သွားမည်ဟုဝီလျံစလင်းကရေးသားထားသည် ဂျပန်တို့သည်1942ခုနှစ်မှ1944ခုနှစ်အထိစီရေးအပေါ်စီးရထားသည် သို့သော ကိုဟီမာနှင့်အင်ဖာတိုက်ပွဲများတွင်ရှုံးနိမ်ပြီးနောက်ကန်ဂျမာအလဲပြောင်းနေကြုံရသည်ဇတိုင်အေးနှိမ့်လေတော့သည်ပထမဆုံးမြစ်ကြီးနားမြို့ကျသွားသောအခါဂျပန်တို့စစ်ရှုံးမှု80ရာခိုင်နှုန်းတေချာသွားပြီဖြစ်သည်1944ခုနှစ်နိုဝင်ဘာလတွင်အင်ဖာကိုဟီမာတိုက်ပွဲတွင်အေးနှိမ်ပြီးဗမာပြည်ဘက်သို့ချင်းတောင်တန်းကိုဖြတ်၍စုတ်သောဂျပန်များသည် ရှင်းလေဗီတက်များလူရှိလေဗီတက်များမှတက်များအိန္ဒိယတရင်များကထက်ကြမကွာလိုက်ပြီးတိုက်ခိုက်ရာအကြဆုံးများစွာဖြင့်စုပ်ခွာခဲ့ရသည်1944ခုနှစ်မတ်လမှနိုဝင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သောတိုက်ပွဲများတွင်ဂျပန်တို့၏မြင်မာသောစိတ်ဓာတ်များရိုက်ချိုးခြင်းခံခဲ့ရသည်အစဉ်အမြဲစိတ်ဓာတ်ကျနေသောဂျပန်စစ်သားများသည်မဟာမိတ်တို့၏ကြီးတဲ့လေးတပ်အင်အားအပြည့်အဝဖြင့်ကိုယ်စစ်ဆင်တော်မြည်ဟုသိထားကြတော့လေဂျပန်လေးတပ်ကူညီထောက်ပံ့မရတော့ပေ ဒီတပ်တို့တွင်လည်းရန်နိယတပ်များမရှိတော့ပေ။အစိုးဆုံးအနေထားဖြင့်ရန်သူကိုရင်ဆိုင်ရတော်မူ။1944ခုနှစ်အောက်တိုဘာလတွင်ဂျပန်တို့လက်မှချင်းဒေသကိုသိမ်းယူရာတွင်ဒေသခံချင်းပြောက်ကြားများသည့်မဟာမိတ်တပ်ဒီတီရှာနှင့်ဟန်ချက်ညီညီလှုပ်ဆောင်ခဲ့ကြသည်။အောက်တိုဘာလ18ရက်နေ့19ရက်နေ့တွင်ဂျပန်တို့၏ရိတ်ခါကိုတောင်များကိုသိမ်းပိုင်မိသောအခါဒေသခံချင်းတို့အားဝေးမျှပေးလိုက်သည်။1944ခုနှစ်အောက်တိုဘာလ18ရက်နေ့ ဇဂိုးရတွင်ဖဆပါလာမျိုးနှင့်ဟာခမျိုးများကိုမဟာမိတ်တပ်ကသိမ်းယူခဲ့ကြပြီးဖြစ်သည်။1944ခုနှစ်နိုဝင်ဘာလတွင်ချင်းလဲဘီတပ်နှင့်ချင်းစကော့တပ်များသည်ချင်းတွင်မြဝန်းဒေသကြီးတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့ကြသည်။နောက်ထပ်6ပတ်တည်တည်စစ်ပွဲအပြင်းထန်ဖြစ်ပွားပြီးနောက်ဂန်ကောမျိုးနှင့်အနီးပတ်ဝန်းကျင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ခဲ့ကြသည်။ဘိုဂျုံကြီးစလင်းကဤသို့ရေးသားခဲ့သည်။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ